တာပါရှင်ခစ်သစ် TV channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အဘကချစ်သူကိုဘာလုံးမှလဲမအလကိုရိုဟင်ဂျာအရေးဘေကဖန်ဝရန်ထုတ်တယ်ဘာညာပြောပေမယ့်နေပြည်တော်မှာရိုဟင်ဂျာကိစ္စဘာအစည်းအဝေးမှမလုပ်ပါစီးပွားရေးပိတ်ဆို့တယ်ဘာညာကြီးညာလဲနေပြည်တော်မှာဘာအစည်းအဝေးမှမလုပ်ပါဒါပေမဲ့ယခုရက်ပိုင်းအမေရိကန်ကကြားဖြတ်နိုင်နေဖို့ထားလို့ရမှာတော့အစည်းအဝေးတွေကစက်တိုက်စက်တိုက်ဖြစ်နေပါပြီ အဘကိုတိုင်ဖတ်အန်စင်းတာနိုင်ငံသားရေးဝင်ကြီးကိုတန်တမန်တွေဆင့်ခေါ်ပြီးသူတို့မလုပ်ပဲကြားဖြန့်တွေကသူ့ဖာသား KNU ကိုကက်ဝမိုင်းလာတွေနဲ့ပေါင်းပြီးလုံနေကြအလင်းအမြန်ရှင်းပြတာကလည်းရိုဟင်ဂျာကိစ္စထက်အလီထားပြီးပြဿနာဖြစ်နိုင်ခြေရှိတယ်ဆိုတာကိုအတိမတ်ပြတဲ့သဘောပေါက်ဒီကိစ္စကယခုအချိန်မှလူတီများလာပြီမဲ့ဒေါ်နယ်ထရန့်တက်ပြီးနောက်မှာမအားလာကိုဒီကိစ္စရှင်းဖို့ဘိန်းကိစ္စရှင်းဖို့ဆေးပြကိစ္စရှင်းဖို့မူဆလင်အကြံဖက်လက်နက်ကိုက်တွေကိုအရေးတကြီးဓာတုလက်နက်တွေမထောက်ပံ့ဖို့ပြောထားတာရှိပါတယ် မအားလကစောချစ်သူရဲ့တက်တွေအကူညီနဲ့ကရင်ကနေတွေကိုပြန်သိမ်းဖို့မြဝရီကိုအလုံးစုံထိန်းချုပ်ဖို့အရင်လုပ်ပြီးမှစောချစ်သူတို့နဲ့ကိစ္စရှင်းဖို့ထားထားလို့ပါယခုအချိန်မှာမအားလကိုဘာတွေတင်ပြထားလဲမအားလကိုတင်ပြထားတာတွေထဲမှာပထမဆုံးကစောချစ်သူနဲ့ကြားဖြတ်နာမည်ကြီးပါဝင်သူလက်နက်ကိုက်ထိပ်ပိုင်းခေါင်းဆောင်တွေကိုဖမ်းပြီးတရားစွဲတရားစီရင်ပြဖို့ပါဒါပေမဲ့ဒီလိုလောက်ခဲ့ရင်ပြဿနာကစောချစ်သူရဲ့အောက်က VGF တွေက KNL နဲ့ပူးပေါင်းနိုင်လို့ ဒါဆိုရင်ဘလို့ကင်တွေရမလဲဆိုတာကိုနောက်ဆက်တွဲစာတမ်းမှာအသေးစိတ်မဖော်ပြနိုင်ပေရှိနေပါတယ်။ဒုတိယစီမံကစောချစ်သူကိုထိုင်းနိုင်ငံထဲမှာအဖမ်းခံရအောင်ကြိုးစားဖို့ပါစောချစ်သူတင်မဟုတ်ပဲကြားဖြတ်တဲ့နာမည်ကြီးတဲ့အခြား BGF DKBA ကလက်နက်ကင်ကောင်းဆောင်ပြီးပတ်သက်သူတွေကိုအဖမ်းခံရအောင်ထိုင်းစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပါဒါဆိုရင်ထိုင်းကဖမ်းသွားတာဖြစ်လို့ BGF တွေကိုအခြားကောင်းဆောင်ပြောင်းလိုက်လို့ရှိရင်အဆင်ပြေသွားနိုင်ပါတယ် ဒါပေမဲ့ဒီအစီအစဉ်မှာအားနည်းချက်ကစောချစ်သူနဲ့အခြားဖန်ခံရတဲ့ BGF, DKBA ကောင်းဆောင်တွေကသူတို့တင်လို့တာမဟုတ်ပဲအခြားမအလတက်တဲ့ကကောင်းဆောင်တွေကြက်ဖို့ကကောင်းဆောင်တွေနဲ့မဲ့ပါဆွဲထည့်ရင်ကမ္ဘာမီဒီယာမှာနာမည်ပြတ်နိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ဆိုပါတယ် တတိယရွေးချယ်စရာအနေနဲ့ထောက်ခံတင်ပြထားတဲ့အချက်ကတော့စောချစ်သူနဲ့တခြားကြားဖြတ်နဲ့ပတ်သက်တဲ့ VGF DKPA ကောင်းဆောင်တွေကိုဘသူကလုံမမသိပဲစာရဖားကလှုပ်ချန်လိုက်ဖို့ပါဒါဆိုရင်ကြံခဲ့တဲ့ VGF DKPA ကဗတ်ပြောင်းဖို့နေတယ်လို့ထိုသူတွေကိုလည်းနှုတ်ပိတ်နိုင်မယ်ဆိုတာပါဒီအချက်တွေကိုစာရဖားယုံကမအားလထံတင်ပြထားပြီးရွေးကောက်ပွဲအပြီးမအားလအမိန့်ကြတာနဲ့လှုပ်ရှားမှာပါရွေးကောက်ပွဲကိုစောင့်တာကရွေးကောက်ပွဲမတိုင်ခင် သွားချမ်းရင် VGF နဲ့ DKPA ကရွေးကောက်ပွဲဖြတ်မှာဆိုလိုပါ ယခုဖော်ပြထားတဲ့ကြားဖြတ်နဲ့ပတ်သက်တဲ့စောချစ်သူနဲ့အခြား BGF ကထိပ်ပိုင်းခေါင်းဆောင်တွေဟာမအားလထံအဖမ်းခံရတာထိုင်းရဲထံအဖမ်းခံရတာနဲ့ရှင်းလင်းချင်းခံရတာဆိုတဲ့ဒီလန်သုံးခုတည်းကဘယ်ဟာရွေရွေကောင်းတာမတွေ့ရပါမအားလအတွက်ကသူမနိုင်နှင်းရင်အမေရိကန်က NUG PDF ကိုလက်နက်ပေးနိုင်လို့သူစစ်ရှုံးဖို့ပုံများသွားမှာပါ ပြည်သူလူထုအားလုံးကတော့မိမိတက်ကိုအခွင့်အရေးစီးရီးယားမှလို့မျိုးတော်အထိတက်တိုက်နိုင်အောင် NUG PDF ကိုထောက်ပံ့ပေးထားတာပါ NUG ကလည်း NGO လိုမတွေးမိပါစေနဲ့ဒါဆိုရင်နိုင်မှာပါလာရှိုနာကစခန်းတွေကိုစုတ်ခိုင်းရကနေစစ်ကောင်စီနဲ့ MNDAA ဆက်ဆံရေးတင်းမာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လာရှိုမြို့နာမှာတက်ဆွဲထားတဲ့ MNDAA တပ်တွေစုတ်ပေးဖို့စေအုပ်စုရဲ့အမတ်ငါစစ်စင်ရေးအထူးအဖွဲ့မှကိုယ်တိုင်လာရှိုမြို့အထိလာရောက်တောင်းဆိုပေးမယ်ရင်းပယ်ခံရပြီးဆွေးနွေးမှုပြတ်သွားသလို MNDAA ကလည်းအင်အားတိုးချဲ့ချထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ် လာရှိုးမျိုးကနေမန္တလေးမျိုးဘက်ကိုတည်တဲ့ပြည်တော်စုလမ်းမပေါ်မှာရှိတဲ့နောင်မွနေတန်ရန်မိုင်းရဲမျိုးဘက်ကိုသွားတဲ့နန်ပေါင်ဟိုရရွာတွေမှာ MNDAA ကတက်ဆွဲထားတာကိုနိုဝင်ဘာလ17ရက်နေ့ကလာရှိုးမျိုးစစ်နက်ကောင်ဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကစုခွာခိုင်းတာလို့စုံစမ်းသိရှိရပါတယ်။နောင်မွနန်ပေါင်ဟိုရရွာတွေဟာတက်ဆက်သေးရှိနေတာဖြစ်ပြီး MNDAA က2029စစ်စင်ရေးနဲ့အတူပေးယူခဲ့တဲ့နေမြေထဲမှာပါဝင်ပါတယ်။အခုအချိန်ကြည့်လေတက်ဆွဲထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလမှာတရုတ်အစိုးရရဲ့အကြောင်းဝင်ဆော့ဖတ်မှုကြောင့် MNDAA ကလာရှုမျိုးကိုကြီးတစ်ချက်မဖောက်ပဲပြန်လွှဲပေးခဲ့ရပါတယ်။အခုထပ်ပြီးနောင်မော်နတ်ပေါင်ဟိုရရွာတွေကနေတဆင်ချင်းစုပ်ပေးဖို့စစ်အုပ်စုကထပ်မံတောင်းဆိုနေတာဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုတိုင်လာရှုမှလာညိတာမရလို့ပြန်သွားပါပြီ။နောက်ဆက်တွဲကဘာတွေဆက်ဖြစ်မလဲတော့မသိ။ကိုကန် MNDAA တွေကတော့အင်အားပိုများလာတယ်လို့နောင်မော်မှာနေထိုင်သူတအုပ်ကပြောပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဟာအမန်ငါဆစ်စင်ရေးအထူးအဖွဲ့မှကာဆာထငါဖြစ်ပါတယ်။သူဟာလာရှုမျိုးကိုတရုတ်အစိုးရအကူကြီးနဲ့ပြန်လည်ထိန်ချုပ်စင်မှာလေမြန်မာနိုင်ငံဆိုင်ရာအထူးတန်တမှန်တိတ်ရွှေကျင်းနေဆွေးနွေးမှုကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။ MNDAA နဲ့အပြည့်အဆွေးနွေးပွဲကိုလည်းစစ်ကောင်စီဘက်ကနေဦးဆောင်ခဲ့သူဖြစ်ပါတယ်။မကြသေးမီကတရုတ်နိုင်ငံသားရွေးခွင့်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခီးစင်မှာလေတရုတ်ကိုယ်စားလှယ်အဖွဲ့ကိုစစ်ကောင်းဆောင်တဲ့အတူတွေ့ဆုံခဲ့ပါတယ်။ သူနဲ့ဆိုအဆင်ပြေမလားဆိုပြီးတောက်လျှောက်တာဝန်ပေးထားတာကိုကန်းကပြန်ဆုပ်ပေးဖို့မရှိဘူးပြောလိုက်တော့နေပြီးတော့ပြန်တက်သွားတယ်လို့လာရှိုးမျိုးကတရင်ရက်မြက်ကပြောပါတယ်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲညနာခွင့်ပြုပါရှင်အားလုံးပဲရွှင်လန်းချမ်းမြေကြပါစေရှင်